ဇာရေးဆရာမကြီး မလေးလုံးရေးသားပြုစုတဲ့ဖေမောင်တင်သုံးဟုတ်ပါသက်ရှိအီဆာအုတ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာမကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်းလိုက်ပါတယ်ရှင်အပိုင်းတပြမဥစွာဆရာမကြီးမလေးလုံးရဲ့အကြောင်းကိုမိတ်ဆက်ချင်ပါတယ်1935ခုဇူလိုင်လ19ရက်နေ့မှာမွေးဖွားပြီးမြဝကျွန်းမှာပဋိဉ္စာတိဖြစ်တဲ့ အဖေကမြန်မာခရိယန်ထက်တန်းချောင်းအုပ်ဦးချစ်ထွန်းအမိကတော်စောတင်မွေးချင်း6ယောက်မှာတတိယမြောက်ဖြစ်ပါတယ်အမိရင်းကတော့မက်ခင်သိန်းဆွေပါပသိန်းခရိယန်သာသနာပြု ABM အထက်တန်းချောင်းစကော့ကင်ထက်တန်းချောင်းရန်ကုန်ကမာရွတ်ဒေါ်တာထက်အထက်တန်းကျောင်းတို့မှာပညာသင်တဲ့စာပေအားကစားပတ်စုံထူးချွန်တဲ့15နှစ်အရွယ်မှာ10တန်းပညာသင်နေစဉ်မှာနှလုံးရောဂါကြောင့်ကိုတချမ်းလေဖြတ်ပြီးပညာရေးရန်နာခဲ့ရတယ်။ဈေးကူတမှုခံယူနေစဉ်မှာ အင်္ဂလိပ်မြန်မာနှစ်ဘာသာစာပေဖတ်ရှုခွင့်ပိုရခဲ့တယ်။စင်ယုံထက်ကနေစာစတင်ရေးခဲ့တဲ့တိုင်းမေဂျာနယ်မှာမက်လေးလုံကလောင်မြင်းနဲ့ဝိတ္ထုတို့စတင်ပုံနှိပ်ဖော်ပြခံရတယ်။ဂျမ်းမာကြီးချိုးတဲ့တော်လည်းပဲတိုင်းရင်မေယုဝရီချိုးတဲ့တန်ဝိတာကြီးမြဝရီရှုမဝမဟေသည်ပေဖူးလွာတပြေကလျာစပယ်ဖြူမြမတမန်လုံမလေးမဂ္ဂဇင်းများမှာဝိတ္ထုတို့ဝိတ္ထုရှင်များရေးခဲ့ပါတယ်။လုံချင်းဝိတ္ထုရှင်ဝိတ္ထုတို့35အုပ်ဖေမောင်တင်သို့မဟုတ်ဘာသက်ရှင် ဒီစာအုပ်ကိုတော့1985ခုနှစ်မှာထုတ်ပတ်ထီအနေနဲ့ထုတ်ပေးခဲ့ပါတယ်။ဖွင့်ဝိထုနဲ့1963ခုမှာနုပညာစာပေဆိုင်ရာစုဝိထုရှင်စတုထာစုအမျိုးသားစာပေစုချင်းမြင့်ခံခဲ့ရပါတယ်။ဝိထုရှင်တချို့ကိုရုပ်ရှင်ရိုက်ကူးခံခဲ့ရတယ်။ကျမ်းမာရေးချို့တဲ့တော်လည်းပဲ1985မှာလုံမာလေးမျိုးသမီးမဂ္ဂဇင်းကိုတည်ထောင်ပြီးအဒီတာချုပ်ဖြစ်တဲ့ကွမ်လွန်သည့်တိုင်အောင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ မြန်ကုန်မြို့နယ်စာပေနှင့်စာနယ်ဇင်းအမှုဆောင်ဖွဲ့ဝင်မြို့နယ်ရင်းညွှန်းစာကြည့်တိုင်းဖြစ်မြောက်ရေးကူညီဆောင်ရွက်လူတန်းမြန်မာနိုင်ငံခရီးရန်အသင်းတော်များကောင်းစီတက္ကသိုလ်ခရီးရန်စာပေအသင်းစာပေလုပ်ငန်းများမှပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ထောင်ကွာ60တခု February 28ရက်မြန်ကုန်မြို့နယ်နဒမြိုင်ချန်နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။ဆရာစောကြီးအမသာဤပထမတွဲတွင်ဖားမြင်ချိန်မှစ၍ရန်ကုန်တက္ကသိုလ်တွင်အရှိတိုင်းပညာရပ်များအထူးသဖြင့် ပါဠိစာပေမြန်မာစာပေဌာန၌ပါမောက်ခအဖြစ်ထမ်းဆောင်စာပြုသည့်အထိလှောက်ရှားလာခဲ့သောမြန်မာပညာရှိသူဖြစ်သူဆရာကြီးဦးဖေမောင်တင်ဘွားဖြစ်စဉ်များကိုဖတ်ရှုခွင့်ရနိုင်ပါသည်အခန်း29ခန်းပါပါသည်အခန်း1မှ30အထိပါဝင်သောအခန်းများတွင်ထူးခြားချက်မှာအင်းစိန်မြန်မာအကြောင်းတကြောင်းနာမြန်မာစာသင်ခဲ့ရပုံမြင်းချစ်တပ်ပုံရန်ကုန် High School ကျောင်းသူပြောင်းရွှေ့ပညာသင်ကြားစဉ်ကျောင်းသားဘွားတွေ့ကြုံခဲ့ရပုံရန်ကုန်ကောလိပ်၌ပညာဆက်သင်ပုံတို့ဖြစ်သည့် ထိုဘွားဖြစ်စဉ်များနှင့်တကွာဆရာကြီးဤငယ်စဉ်ကစိတ်ဓာတ်ကို၎င်းဆွေမျိုးများ၏စိတ်နေသဘောထားတို့ကို၎င်းနေဆရာစုဝင်ကစားခိကအခြေအနေတစိတ်တည်းတာကို၎င်းတစိတ်တဆောင်းသိနိုင်ပါသည်ထို့နောက် အခန်း7မှာ78တီပါဝင်သောအခန်းများတွင်ထူးခြားချက်မှာတဝဲသူအလဲဖန်ရောက်စဉ်ရွယ်သူတန်းသူသမီးပြူညီမနှင့်တွေ့ဆုံခဲ့ရပုံဇာကြီးရင်ခုန်ခဲ့ရပုံပညာလောကစာပေလောက၌အာယုစုဆိုင်ခြင်းရှိခဲ့ပုံပါဠိစာပေ၌ထူးချွန်ခဲ့ပုံမာဝိဇာဘွဲ့ရပြီးသောအခါကျောင်းဆရာလုံ၌ပြောမွေးခဲ့ပုံမြန်မာနိုင်ငံသူဒေသနာအသင်း၏ဂျာနယ်၌သူဒေသနာဆောင်ပါများစာပေဝေဖန်စာများရေးခဲ့ပုံအထာသာလီနေနှင့်ဝိတ္တုဒီမတ်တို့ကို၎င်း မန်နန်းရာဇဝင်ကို၎င်းအင်္ဂလိပ်ဘာသာပြန်ဆိုရေးသားစာပြုတ်ခဲ့ပုံတို့ဖြစ်သည်ထိုဘွားပြစ်စင်များနှင့်တကွာထိုခေတ်ကအင်္ဂလိပ်မြန်မာပညာထက်အတိုင်းဝိုင်းကျောင်းကိုလည်းတစေတစောင်းသိနိုင်ပါသည်ထို့နောက်အခန်း16မှ20ခွန်တိပါဝင်သောအခန်းများတွင်ထူးခြားချက်မှာအစိုးရပညာတော်သင်ဖြစ်ဗီလန်နိုင်ငံ၌ပညာဆက်လက်သင်ကြားခဲ့ပုံအောက်စဖို့ဒ်တက္ကသိုလ်၌ပညာသင်စဉ်လန်ဒန်ပါဠိဒေဝီနှင့်တွေ့ခဲ့ပုံမြန်မာပြည်မှဝင်သားနှုစိတ်တက်ခဲ့ရိုက်လာခဲ့ပုံဟာဗီမြန်မာနိုင်ငံသမိုင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောစာမူးနှင့်ဆက်လင်း၍မိမိ၏ထင်မြင်ချက်ကိုရဲဝင့်စွာပေးခဲ့ပုံဘီလစ်ဘွက်ကိုရခဲ့ပုံလန်ဒန်တက္ကသိုလ်၌ဒေါက်တာဘလက်ကဒင်း၏ဝန်ဘာသာသင်တန်းကိုတက်ခဲ့ပုံပြင်သစ်နိုင်ငံချက်ကိုစလိုဗက်ကီးယားနိုင်ငံတို့သို့ရောက်ခဲ့ပုံအထာသာလီနီနှင့်ဝီတုတ်ဒီမက်သီလာပိုင်းကိုအင်္ဂလိပ်ဘာသာပြန်တို့ကိုလန်ဒန်ပါဠိသင်ကပုံနှိပ်ပေးခဲ့ပုံထို့နောက်အမိမြန်မာပြည်သို့ပြန်လာခဲ့ပုံတို့ဖြစ်သည် ထိုဘွားပြင်ဆင်များနှင့်တကွာလန်ဒန်၌မိမိကဲ့သို့ပညာသင်ကြားနေကြသောမြန်မာចောင်းသားများ၏ဘွားကို၎င်း လန်ဒန်မြန်မာအသင်းအကြောင်းကို၎င်းမြန်မာပေါ်ထားတဲ့ကြသောဥရောပသားတို့အမြင်တို့ကို၎င်းတစီတစောင်းသိနိုင်ပါသည်ထို့နောက်အခန်း28နဲ့29တို့တွင်ထူးခြားချက်မှာရန်ကုန်ကောလိပ်ဘွားမှရန်ကုန်တက္ကသိုလ်ဘွားသူရောက်လာပြီးဖြစ်သောအချိန်တွင်မြန်မာစာပေကိုတက္ကသိုလ်နာမြင့်တင်ခဲ့ပုံဖြစ်သည်ထို့ဘွားဖြစ်စဉ်နှင့်တကားမြန်မာပညာရှိများနှင့်ဆက်ဆံဆောင်ရွက်ခဲ့ပုံကိုလည်းသိနိုင်ပါသည်ထို့ပြင်ထို့ချိန်၌ပင်အိန္ဒိယကိစ္စအစပြုခဲ့ပုံကိုလည်းသိနိုင်ပါသည် ဆရာကြီးဦးပင်မောင်တင်ထုတ်ပတ်တည်ငယ်စာအုပ်တစ်စောင်ကိုလွန်ခဲ့သောအနှစ်30ကျော်40ခန်းကပုံနှိပ်ထုတ်ဝေခဲ့ပူပါသည် ထို့ထုတ်ပတ်တည်ငယ်တွင်ကြာကြီးဘွားဖြစ်စဉ်အကြောင်းချက်တို့သည်အနေငယ်များသာပါ၍ရိုးရိုးများသာဖြစ်သည်စီရင်ထားပုံသည်လည်းဆင်းဆင်းများသာဖြစ်သည်ဤထုတ်ပတ်တည်တွင်မူအကြောင်းချက်တို့သည်များလဲများလာသည့်ထုတ်ပတ်တည်ရည်သူမဲ့လေးလုံးသည်ဆရာကြီးနှင့်မကြာခဏရင်းရင်းနှီးနှီးတွေ့ဆုံ၍ဆရာကြီးပြောပြသည့်တို့ကိုရေးမှတ်ပြီးနောက်ဆရာကြီးကစစ်ဆေးကြည့်ရှုသည်ထို့သို့သောအကြောင်းချက်တို့၌ခြေခံထားခြင်းလည်းရှိသည်ထို့ကြောင့်ဆရာကြီး၏ဘွားဖြစ်စဉ်အကြောင်းချက်တို့သည်အတော်တန်ပြည့်စုံလာပြီဟုဆိုခြင်းမှာသည်တဖန် ထုတ်ပတ်တီစီရင်ထားမုံကလည်းယခုခေတ်ခေါ်အားဖြင့်ဝိတုဟန်စီရင်ထားမုံဖြစ်ရာဤအထုတ်ပတ်တီကိုဝိတုဟန်အထုတ်ပတ်တီမျိုးဟုဆိုနိုင်ပါသည်။ဘယ်ကြောင့်ဆိုတော့ဝိတုတို့တွင်ပါမြဲဖြစ်သောဇလန်တီဆောက်သောသဘောကာလဒေတာပတ်ဝန်းကျင်အဖွဲ့သဘောလူတဘာဝအဖွဲ့သဘောတို့ကိုဤအထုတ်ပတ်တီတွင်မတိမတာပါလာအောင်စီရင်ထားသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်။တာရကများသည့်အောက်ပါတိုင်းဖြစ်သည်။ ဤအတွဲ၌ပါသောအခန်း29ခန်းကိုခြုံငုံလေ့လာကြည့်ရင်ဤသို့တွေ့နိုင်သည်ဝိတုဟံစီရင်ထားပုံသည်ဆရာကြီး၏ပညာလိုလားပုံပညာဖြန့်ဝေခြင်းပုံအာထုံမှုတွေဖြစ်စဉ်များကိုကြီးစင်ငယ်လိုက်ဖော်ပြထားသကဲ့သို့ဖြစ်သည်အခန်းတိုင်းတွင်လည်းသူအာဘော်နှင့်သူရှိ၍ထိုအာဘော်တို့ရအောင်အိုင်ချင်းဖွဲ့လျက်ပို့ပေးထားသကဲ့သို့ဖြစ်နေသည်ထိုတို့စီရင်ထားခြင်းသည်ဝိတုဇလန်၌အတက်ပိုင်းသဘောအထွတ်သဘောတို့ထည့်ထားပုံနှင့်ဆင်ဆင်တူသည်ဟုယူဆပါသည် ဒပန်းဆရာကြီးကိုဖားမြင်ခြင်းတွင်အကယ်ပင်ဝိုးရွာခြင်းလေးတိုက်ခြင်းထို့နောက်နေဝင်းပေါ်လာခြင်းတို့ရှိခဲ့ကြသည်ကိုပြထားပုံသည်ဝေဝေဆာဆာဖွဲ့ထားတဲ့ကဲ့သို့ဖြစ်ပါသည်ထို့သို့ဖွဲ့ထားခြင်းသည်ဝိထု၌ကာလဒေတာပတ်ဝန်းကျင်ကိုဖွဲ့ထားပုံနှင့်ဆင်စင်တူသည်ဟုယူဆပါသည်ဒပန်းဆရာကြီးဖခင်ဤတိခန့်တတ်ခြင်းဆရာကြီးဦးလေးဖြစ်သူဦးထွန်းကြီးစိတ်ထက်ခြင်းတို့ကိုပြထားပုံသည်တတိပြုမိစရာဖြစ်အောင်ဖွဲ့ထားတဲ့ကဲ့သို့ဖြစ်သည်ထို့သို့ဖွဲ့ထားခြင်းသည် ဝိတုရင်လူသဘာဝဖွဲ့ထားပုံနဲ့ဆင်ဆင်တူသည်ဟုယူဆပါသည်ထို့ကြောင့်ဤထုတ်ပတ်တီကိုဝိတုဟံထုတ်ပတ်တီမျိုးဟုဆိုခဲ့ခြင်းဖြစ်သည်ထို့ကြောင့်ပင်လင်ဤထုတ်ပတ်တီသည်ဆရာကြီးရခဲ့ခြင်းနှင့်ဆရာကြီးအကြောင်းချင်းရတို့နှင့်ဆက်လင်း၍တည်စရာမှတ်စရာတို့ကိုသာမကနှစ်သက်ခြင်းနှင့်တကွာခံစားမှုအသည့်ကိုလည်းပေးနိုင်သည်ဟုဆိုခြင်းမှာတည်း ဒုတိယစာဆောင်တွင်အခန်း30မှအခန်း51အထိဆရာကြီးဦးဖေမောင်တင်အလွမ်းကိစ္စအိမ်နာဝေးကိစ္စမှအစပြု၍အိမ့်စာရောက်သည့်တိုင်အောင်ဆရာကြီးလှောက်ရှားခဲ့သောဘဝဖြစ်စဉ်များကိုဖတ်ရှုခွင့်ရနိုင်ပါသည်ထူးခြားချက်များသည့်အခန်း30နှင့်31တို့တွင်ဥရောပ၌ခီးလက်လန်းရင်တွေ့ကြုံခဲ့ရပုံများ မြန်မာပြည်သို့ပြန်ရောက်သောအခါပထမအခြေရေးပြက်ပြဲခဲ့ပုံထို့နောက်ဖူးစာဘက်ကိုတွေ့ရ၍အိမ်နာပြုတ်ခဲ့ပုံတို့ဖြစ်သည်အကန်32နှစ်33တို့တွင်ရန်ကုန်တက္ကသိုလ်မြန်မာစာပေတင်ကြားရေးအတွက်1929 30တွင်ဆိုင်မွန်ကွန်မရှင်၌တိုက်တွန်းအကြံပေးခဲ့ပုံမြန်မာစာဌာနကြီးပွားလာအောင်ဆောင်ရွက်ခဲ့ပုံများဖြစ်သည်အကန်34မှအကန်38ထိအခန်းများတွင်1936 38ခု၌တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်လာပုံပထမပြန်စာမွေးပွဲအတွက်ဖြည့်ပေးခဲ့ပုံမြန်မာစာပေတမန်းရေးခဲ့ပုံရေနံမြေရေးတော်ပုံ၌ ပါဝင်ခဲ့သောចောင်းသားလှုံ့ဆော်မှုကိုပြည့်ပြည့်ချုံမောအောင်ဆောင်ရွက်ခဲ့ပုံဓာတုဗေဒပါမောက္ခဤဒေါသကိုအောင်နိုင်ခဲ့ပုံအစွတ်အစွဲအခမ်းမကြေသည့်များကိုဖြည့်ရှင်းနိုင်ခဲ့ပုံတို့ဖြစ်သည်အခန်း39တွင်ဒုတိယကမ္ဘာစစ်ဂျပန်ခေတ်၌တက္ကသိုလ်ကျောင်းကိုပြန်လည်ထူထောင်နိုင်ခဲ့ပုံဖြစ်သည်အခန်း40မှ40နှစ်ထိအခန်းများတွင်ရှားကြီးငိမ့်စားယူပုံရန်ကုန်တက္ကသိုလ်၌ဂုံလူဆောင်ပါမောက္ခဖြစ်လာပုံမြန်မာဝက်ကြဖွဲ့တုံးချမ်းမြန်မာသနာချမ်းရေးသားခဲ့ပုံ စာပေဗိမာန်ဤဝဟာရဖန်ကောမဒီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပုံတော်ဖြစ်သည်။အကန်43 44တို့တွင်အမေရိကန်နိုင်ငံရှိကာဂိုတက္ကသိုလ်၌ဗုဒ္ဓစာပေပို့ချခဲ့ပုံမလေးရှားနှင့်တရုတ်ပြည်တို့သို့ရောက်ခဲ့ပုံတော်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်ငွေရထုတပင်၌ပါဝင်ဆောင်ရွက်ခဲ့ပုံတော်ဖြစ်သည်။ဤဒုတိယစာဆောင်၌လည်းပထမစာဆောင်မှာကဲ့သို့ပင်မလေးလုံသည်ဤ အထုပ်ပတ်တိရေးရာတွင်ဝိထုဟံပုံစံကိုပင်ဆက်လက်အသုံးပြုထားသည်ကိုတွေ့ရသဖြင့်ဗြဟ္မစာဆောင်ကဲ့သို့ပင်နှစ်သက်ဖွယ်လည်းဖြစ်၍ဇာကြီးဘဝဖြစ်စဉ်များကိုထိရောက်အောင်လည်းတင်ပြနိုင်သည်ဟုယူဆပါသည်1985အောက်တိုဘာလအခန်း1သူ့ဘဝအစား မိုးမင်းသည်တနေ့ကုန်မလင်းအောင်တက်တဲမဲမဲရွာနေခဲ့သည်ကစုံမိုးပြေမျက်သားမွေးဆိုသောအစင်လာစကားလေးပင်ပျောက်ပြက်သွားမလားပစိန်ပေါက်ရွာချနေသည်သူကိုမိုးတက်လေးပြင်းကလည်းကူညီထောက်ခံ၍ဝိယံတိုက်ခတ်ပေးလိုက်ပြန်သေးသည်ထို့ကဲ့သို့မိုးနှင်လေတို့အတိုင်းဖောက်ကြီးကအပေယူမျှလည်းအင်အားပြနေခြင်းကြောင့်ရန်ကုန်မြို့ကြီး၏စင်ကြေးဘုံဖြစ်သောအင်းစိန်တောမြို့လေးရှိမြန်မာလူမျိုးများနေထိုင်ရာပောက်တော့ရက်ွက်ကလေးမှာလူသွားလူလာမရှိသလောက်ရှင်းချောင်းနေတော့သည် ရက်ွက်အတွင်ရှိရက်ွက်သူရက်ွက်သားများသည့်မိုးအေးအေးတွင်ကိုဝင်းကိုချံကိုအိမ်ကိုရာတည်တည်မှာ လုံခြုံတွေးထွေးစွာကိုယ်လျက်မေ့ဆက်နေကြလေသလားမသိအလုံးလိုလိုပင်အိမ်တကားများပိတ်လျက်ငိမ့်သက်တိတ်ဆိတ်နေကြလေသည်တို့ရရင်ပေါတော်လမ်းမကြီးပေးရှိသုံးဤကားမြကျဲဝင်သောခြံဝင်းကြီးဤပန်းရှင်အင်းစိန်မျိုးထရိတ်ဆန်ဈေးကူဌာနမှရောအိုစီကြီးဥဖေးဤအိမ်သူအိမ်သားများမှာကနှွေးနှွေးထွေးထွေးမကွေးအာမမီးအားအောင်လှုပ်လှုပ်ရှားရှားအလုံးများနေကြရှာသည် သူတို့ကဥဖေးရောက်ခမခင်မနှင့်အကြမိမပေါ်တယောက်နှစ်ယောက်တို့ဖြစ်ကြလေသည် သူတို့သည်အိမ်တွင်းဘက်ရှိအိမ်ခန်းတစ်ခန်းနှင့်အိမ်နောက်ဘက်ရှိမိဖို့ဆောင်စီ ီတို့ကုကြည်တန်းကြည်ပြုနေကြသည်ထိုချိန်တွင်အင်ဂျီရှင်ဥဖေကမူအင်ရှိအေဂန်မှတရားဦးထဲခောက်ထုတ်ခောက်ပြန်လမ်းလျှောက်လျက်ရှိနေသည်သူသည်ဖွင့်ဟထားသောပြတင်းပေါင်နာသို့ရောက်လင်းတဏီကုံတက်တဲပြိုခဲ့ပြီးနောက်ယခုညနေဆောင်းလာသည်တွင်မှမောသွားသည်လို့အရှင်ပြောကအာရော့လာခဲ့သောအိမ်ပြင်ဘက်ရှိမိုးစံမိုးပေါက်ကလေးများကိုလှမ်းကြည့်နေသည်မိုးလုံးပြင်းမြပိတ် စီတိတ်တဲနေအောင်တိန်ညိုရကပလာကြီးကိုဖြန့်ကျက်လွှမ်းခြုံထားသောကောင်းကင်တခွင်နှင့်ညှို့ဆိုင်နေသည့်မုတ်ကုတ်ဆက်ဝိုင်းကြီးစီတို့လည်းမျောကြည့်နေမိသည်ထို့နောက်အတွင်ဘက်သို့ပြန်လျှောက်လာသည့်ခါနိုင်မှုဥဖေသည်အခန့်အလဲရှိတိုင်ကန်နာရီကြီးကိုမော့၍မော့၍ကြည့်တတ်လေသည်ဥဖေ၏မျက်နှာမူယာနှင့်လှောက်ရှားဟန်တို့သည်တစုံတစ်ခုကိုအလေးနက်စဉ်းစားရင်ထိုတစုံတစ်ခုကိုစောင့်စားမျောလင့်နေကြောင်းသိသာစေသည်ဥဖေသည်နာရီကြီးကိုမော့ကြည့်လိုက်မိပြန်သည်ချိန်သေးသည့်တလောက်လုံးနှင့်နာရီလက်တန်းကြီးနှစ်ခုကညက်နေငါးန ာရီနဲ့15မိနစ်ရှိနေပြီဖြစ်ကြောင်းပြနေသည်နေတာရှည်စပြုလာပြီဖြစ်သောကစုံလာရီညနေ9နာရီကျော်ဆိုဒီမှာအမှန်ဆိုရင်အစောကြီးရှိသေးသည်အလင်းကြီးလည်းရှိနေရအောင်မြည်တာဖြစ်သည်တို့ရရင်ယခုမူထူးထူးခြားခြားမိုးမောင်ကြီးကြနေမှုကြောင့်တလောကလုံးသည်စောစောစီးစီးမိုးကြီးချုပ်သွားတော်မည်လားမောင်ရီရီမိုင်းနေလေတော်သည်တရက်ွယ်လုံးသည်ညဉ့်ရန်တရံကဲ့သို့တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြန်သည်ဥပေဤ အိမ်ကြီးနိုင်အိမ်သားများတော့လာလှုပ်ရှားနေကြတော့လဲစူးစူးညံ့ညံ့အတန်ပလန်ဟူ၍ကဘာတခုမှမကြမ်းမိရအောင်အထုငိမ့်သက်တိတ်ဆိတ်လျက်ရှိနေသည်တို့ရရင်တတိထား၍နားဆိုင်ထောင်ကြည့်မည်ဆိုရင်ခက်သက်သက်ညီးတံကလေးတစ်ခုသည်အထုစိတ်ငြိမ်နေသောအိမ်ကြီးတွင်မှတစ်ချက်တစ်ချက်ခက်ရရဲ့ဖြိုခွင်းထွက်ပေါ်လာနေကြသောကိုကကောင်းကောင်းကြားသိရမည်ဖြစ်လေသည်ဥပေဒီခက်တက်တဲ့ထွက်ပေါ်လာခဲ့ပြန်သောဤတံကလေးတစ်ချက်ကိုနားဆိုင်ထောင်ရင်းပြင်းမောက်ရှိရာဘက်သို့လှည့်လျှောက်သွားလိုက်ပြန်သည်ထို့နောက် ီတစ်ခါပြည်ရင်းပေါင်းစီရောက်သွားခဲ့ပြန်သောဥဖေသည်나이ကြီးရှိရာအတွင်းဘက်သို့ချက်ချင်းပြန်လှည့်မလျှောက်နိုင်လောက်တလောက်ဖြစ်သွားသည်သူသည်အတိုင်းသားလှမ်းမြင်နေရသောမိုးကုတ်ဆံဝိုင်းစီသို့တန်းအံတော်ငေးမောကြည့်ရှုနေလိုက်မိတော်သည်စောစောလေးကပင်အုံဆိုင်ညှို့မှန်းနေခဲ့သောမိုးကုတ်ဆံဝိုင်းကြီးသည်တစုံတယောက်ကရုတ်တရက်ဆွဲမှဖွင့်ဟပေးလိုက်သလိုမိုးတိမ်မဲများကွဲအပ်လင်းလန့်လျက်ရှိနေသည်ထို့သောထူးထူးဆန်းဆန်းကွဲအပ်လင်းလန့်နေသောမိုးတိမ်မဲများကြားမှနေဝင်းနီနီကြီးကလည်းတဏီကုံပုံးခု အောင်ရှိုးနေကြရမှာအာယူပြူထွက်လျက်ရှိနေတော်သည် အာယူပြူထွက်နေသောနေဝင်းကြီးတစုံတစထမ်းမှရွှေဝါအသွေးနေအောင်ကြီးနှွေးနှွေးတို့ကလည်းဝေးကွာလာသည့်တစ်ဖက်ပိုင်းမိုးကုတ်ဆံဝိုင်းစီမှအုံဆိုင်မှောင်နေစက်တစ်ဖက်ချမ်းရှိဥဖေထံသို့အပြေးလှမ်းကဖြန့်ပက်နှုတ်ဆက်လိုက်လေသည်ဥဖေသည် ATS လေးတီလေးကံဖြစ်နေကြရမှာနေကြီးနှွေးဤထွေးပိုင်နန်းဆိုင်လာမှုတွင်ရုတ်တရက်သွက်လက်လန်းဆန်းသွားမိသည်တီကြီးလေးနဲ့သောသူ့မျက်နှာအတွင်ပြင်သည်လဲစိတ်စဉ်ရုတ်တရက်ကြီးနူးချမ်းမြေခြင်းခံစားချက်ဖြင့်အပြုံးတစ်ချက်လက်သွားပြန်သည်ဥပေသည်ထူးထူးခြားခြားမြင်တွေ့ရခြင်း၌ဇံဝင်စားကစူးဆိုင်ငေးမောသဘောကျနေမိသည်တွင်အခြားเจ้าများကိစ္စများကိုဝင်ခိတ္တ မေ့ရော့သွားမိလေသည့်တို့ရရင်တိတ်တော့မကြပါခြင်းအင်ကန်တွင်စီမရုတ်တရက်ထွက်ပေါ်လာခဲ့သောအမိဝမ်းကကျွတ်စာကလေးငယ်တူ၏တဝါဝါငိုကြွေးလိုက်တဲ့ကလေးတတန်းကငိမ့်တန်ငိမော့နေခဲ့သောဥဖေအားလှောက်ရှားတရိယစေလိုက်သည်ဥဖေသည်ခြာကနေလှဲ့၍နိုင်ခက်နာယီကြီးကိုမော့ချလိုက်သည်တရေမောင်မထိုးရောက်လာသောနေရောင်တွင်ကြည်လင်းနေသောမှန်ပြင်ကြီးအားမှနာယီလက်တန်းတစ်ခုက၅နာယီခွဲတည်တည်ဖြစ်ကြောင်းဥဖေအားအထင်သာမြင်လိုက်စေလေသည် ယောက်ျားကလေးတော်ယောက်ျားကလေးတော်၏ယောက်ျားကလေးမှာဖြူဖြူထွားထားယောက်ျားဘာသားကြီးတော်၏ညီတန်ပြောက်သွားခဲ့သောအတွင်းကန်းစီမှာကလေးကိုယ်တန်နှင့်ရောထွေးလျက်ဝမ်းဆွဲတဲ့တော်ကြီးကြဲကြဲလောင်လောင်အော်ပြောလိုက်သောစကားများက ဆွင့်ထားသောဥဖေကြီးနားထဲသို့အပြေးအလွာတိုးဝင်လာကြသည်ဥဖေကြီးမျက်နှာကြီးသည်အနောက်ဘက်စွန်းမှနေဝင်ကြီးနှင့်အပြိုင်ဝင်းထိန်လင်းတောက်သွားလေသည် သူသည်တန်ခတ်နာယီကြီးအောင်နာရှိသူ့စာရေးစပွဲစီသို့ခက်သွက်သွက်လမ်းသွားလိုက်သည်ပြီးလင်ဥဖေသည် သူနေ့စဉ်မပြတ်ဖတ်ရှုစင်ခြင်းကဒီဥဒသေးထားရှိသောခရိယံတမချန်းစာအုပ်ကြီးကိုယူလျက်အနက်ရောင်သည်အဖုံးကိုဖွင့်လှန်လိုက်သည် ထို့ကတမချန်းစာအုပ်ကြီးအဖုံးနှင့်အတွင်းစာသားတို့ကိုချပေးထားသောစာရွက်အလွတ်အပိုတမျက်နာပေါ်ထွက်လာခဲ့သည်ထို့စာရွက်လွတ်တွင် ပုံလေးစလုံးများမရှိတော့လဲဥဖေဤလက်ရည်ညီညီဖြင့်ပြပိသသရေးမှတ်ထားသောဖွားခြင်းတစ်ခုကရှိလေသည်ဥဖေသည်စိုးပါမွေးစင်းဤမောင်ပါရင်မတ်ကြီးမောင်ပါတင်မတ်မီအဆရှိသောသာသမီအကြီးလေးဦးတို့အောက်တွင်အမတ်စဉ်အသည့်တစ်ခုကိုထတ်တိုးရေးဖြည့်လိုက်သည်ပြီးလင်ဥဖေသည် သူစနီးတော်မြိုင်မှယခုပင်မွေးဖွားတန့်စင်လိုက်ပြန်သော သူရင်သွေးသားငယ်ကလေးသည်ဝမ်းမာကြွက်ခိုက်တတိုင်ဆိုင်ဆိုင်ကြုံကြိုက်ခဲ့ရသော နမိတ်လက္ခဏာအရလူမျိုးဘာသာသာသနာပညာအဆရှိရာအကြောင်းတစုံတစ်ခုမှထက်မြက်ထူးကျွန်းစွာဖြင့်အမောင်ခွင့်၍အလင်းဆောင်နိုင်သူတာကောင်းရဲနာကလေးတူများဖြစ်လာလိမ့်မည်လားဟုစဉ်စားတွေးခေါ်ရင်းဖွားစင်းတွင်ဆက်လက်ရေးဖြစ်လိုက်လေတော့သည် ပြင်စမသားမောင်ဘတင်ခရစ်နှစ်1888ခု ဧပြီလ24ရက်မြန်မာတက္ကသိုလ်1250ပြည်ကစုံလာပြည်အင်္ဂါနေ့ညနေ9:00နာရီခွဲတည်တည်အချိန်တွင်အင်းစိန်မြို့ပေါတော်ရံ၌မွေးဖွားတန်ဆင်သည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကြပါ